ခနာကိုတခုလောကျမ်းမာပြီးတော့စိတ်တော်တန်ကိုပါနေစေဖို့အတွက်ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝနေဖို့လိုအပ်ပါတယ်အခုတစ်ခါမှာတော့ခနာကိုအတွက်လိုအပ်တဲ့သတ္တုဓာတ်တမျိုးဖြစ်တဲ့အိုင်ရီချိုတက်မှုတွေဖြစ်လာတဲ့အခါမှာဘာတွေဖြစ်နိုင်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ခနာကိုမှမရှိမဖြစ်လိုအပ်တဲ့သတ္တုတ္တတွေဖြစ်တဲ့ iodine ချို့ရလာပြီဆိုရင်တော့ပထမအောင်ဆုံးအနေနဲ့လေပင်ကြီးတဲ့ဝေဒနာကိုခံစားရနိုင်ပါတယ် အိုင်ယိုဒင်းကျွတ်လာတဲ့အခါမှာလေပိရှိမှမဖောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ဒါကအတွေ့ရအများဆုံးအိုင်ယိုဒင်းကျွတ်မှုလက္ခဏာတစ်ခုပါ။အိုင်ယိုဒင်းကျွတ်မှုကြောင့်တိုင်းဂလန်တွေကအစမတန်ကြီးလာတဲ့အခြေအနေတွေဖြစ်လာပါတယ်။တိုင်းဂလန်ဆိုတာကလေပိရဲ့အရှိတ်အဝါမှာရှိတဲ့တင်းငယ်ပြီးတော့လိပ်ပြပုံစံရှိနေတဲ့ဂလန်လေးတွေဖြစ်ပါတယ်။တိုင်းဂလန်တွေကသရဟော်မုန်းတွေကိုစတင်ထုတ်လုပ်ပေးပါတယ်။ဒီလောက်ဆောင်မှုတွေဟန်ချန်ညီညီဖို့အတွက်အိုင်ယိုဒင်းကိုလိုအပ်ပါရဲ့နော်။ ခန္ဓာကိုယ်မှာအရင်တည်းလေးလာပြီဆိုရင်တော့ဒီလုံဆောင်မှုတွေကိုကွန်ဖာမလို့ဆောင်တော့ပဲနဲ့ဆဲတွေကိုပုံမှန်သုံးတဲ့ကြီးရောမှုတွေဖြစ်ပေါ်စေပြီးတော့ living ကြီးတာတွေကိုဖြစ်လာစေနိုင်ပါတယ်နောက်တစ်ခုကတော့ကိုယ်လေ့ကျင့်တလာတာပါခန္ဓာကိုယ်ကိုယ်လေ့ကျင့်တလာတာကလည်းအရင်တည်းချူတဲ့မှုရဲ့လက္ခဏာတစ်ယောက်ပါတားရဟော်မိုးတွေထုတ်လုပ်ဖို့အတွက် iodine အလုံးလောက်မရတဲ့အခါမှာကိုယ်လေ့ကျင့်အဆမပြတ်တူရမျိုးတွေကိုဖြစ်လာနိုင်ပါတယ် အခုလိုဖြစ်ရတဲ့အကြောင်းကြီးကတော့သားရဟော်မုန်တွေကကိုရင်းစီရောကာမပြည့်စုံတဲ့အကောင်းဆုံး level ပေးနိုင်အောင်လို့ထောက်ပံ့ပေးတဲ့အတွက်ကြောင့်ပါ။စားလိုက်တဲ့အစားအစာတွေကိုစွန့်ရအဖြစ်ပြောင်းလဲပေးတယ်လို့အပူအဖြစ်လည်းပြောင်းလဲပေးပါရယ်။ကယ်လိုရီတွေကိုလည်းလောင်ကျွမ်းပေးပါရယ်။သားရကလင်းတွေကကောင်းကောင်းအလုံးမလုံးနိုင်တဲ့အခါမှာခန္ဓာကိုယ်မှာဒီကိစေတွေကနှောင့်နှေးသွားပြီးတော့ကိုယ်လေးချင်းတက်လာရတာပါ။နောက်တစ်ခုကတော့ပင်မနဲ့နေပြီးတော့အားမရှိသူမျိုးခံစားရတာပါ။ နနေမလို့ရှာလိုက်တာနဲ့အာမရှိသလိုမျိုးဖြစ်နေမယ်။ခြေကလပတ်ကြနေမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းမှာ iodine ပမာဏပလွန်လောက်တဲ့အတွက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ iodine ချိုးတဲ့မှုကြောင့်တားရက်ကလန်တွေကအလုံးမလုံးပဲနဲ့ခန္ဓာကိုယ်တွင်းမှာတားရက်ဟော်မုန်းအာနေပြီးတော့ပင်ပန်းလွှဲနေတာအာမရှိသလိုမျိုးခံစားရတာမျိုးတွေကိုကြုံလာနိုင်ပါတယ်။အခုကတော့သပင်းချွတ်တာပါ။ စံသားပါဝင်ခနာမှုမှာရှိတဲ့အမွေးအမြင်လေးတွေကိုကျန်းမာနေစေဖို့အတွက်အကောင်ဆုံးထောက်ပံ့ပေးတာကတော့အာယိုဒင်ပါ။စပင်းရဲ့အစမတန်ချွတ်နေမှဆိုရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်လေးမှာအာယိုဒင်ချွတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။အနောက်ကတော့အသားရည်တွေခြောက်တွေ့နေတာပါ။ကိုယ့်ရဲ့အသားရည်တွေကခြောက်တွေ့နေမယ်။အရန်ကိုပြင်းထန်တဲ့အခြေအနေတည်ရနေအပတ်တွေပါလာနေမှဆိုရင်တော့ခန္ဓာကိုယ်တွင်းမှာအာယိုဒင်ချွတ်တဲ့နေရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းမှာအာရုံနဲ့နေပြီဆိုလို့ရှိရင်တော့သားရဂလန်နီကကောင်းကောင်းအလုံးလုံးနဲ့တို့ကြောင့်မို့လို့သားရဟော်မုန်ပမာဏကနေပါလာပြီးတော့အရေပြားမှာအဆိုးတက်နေပါလာပြီးအသားအရေ၆တွေကအရေပြားအဖက်လန်တာမျိုးတွေပါဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့ဓာတ်တိုးစင်းတာများလာတဲ့ရာသီမှန်တာပါ အမေသမီးဒီမှာခန်းစားရတဲ့ရာသီသွေးစင်းတာများတာရာသီသွေးမှန်တာများဆိုရင်အာယိုဒင်းချို့တဲ့ကရဲ့လက္ခဏာတွေပါဒါနဲ့ဟော်မုန်ကခန္ဓာကိုယ်အတွင်းကဟော်မုန်လုပ်ငန်းတွေမှာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့တောင်းတဲ့ဟော်မုန်ချို့တဲ့ပြီဆိုလို့ရှိရင်တော့ရာသီသွေးမှန်တာတွေဖြစ်လာတတ်ပါတယ်ဒီတော့အာယိုဒင်းကြော်ပါဖို့အတပါတယ်စားရမလဲဆိုရင်တော့ရေညှိလို့ထုတ်တစီအာယိုဒင်းစာခဆူတူနာငါဥယျာဉ်မျိုးမျိုးဓာတ်တွေကိုစားသုံးပြုရပါတယ် အခုပြပေးခဲ့တာကတော့အိုင်ရီချိုးတဲ့အခါမှာဖြစ်ပေါ်လာမဲ့ရောဂါလက္ခဏာတွေနဲ့အိုင်ရီကျွေးပါအောင်လို့ဗားရီစားတော့မလို့ဆိုတာကိုမျှပေးခဲ့တာဖြစ်ပါတယ်။အားထုတ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။